နုပြိုကျင်တဲ့ဆိုလို့ရှိရင်မဖြစ်မနေတိထားတဲ့ retinol ရဲ့အကြောင်း skin care တွေရောင်းတဲ့အခါမှာဆိုရင်အမြဲတမ်းပြောလို့ရှိတယ်ဒါလေးကိုသုံးကြည့်လိုက်ရေခံထဲကိုခုံဆင်းလိုက်တယ်လို့လုံးဝနုပြိုသွားမယ်ဆိုပြီးတော့ဗောနော်အရန်ကို skin care ဆိုင်နေညွှန်ကြရတယ်အဲ့ဒါပါလဲဆိုတော့ retinol ကိုညွှန်တာပါတကယ်ကောင်းလားဆိုတော့တကယ်ကိုကောင်းပါတယ် အဲတကယ်လို့ကိုကဒီဗီဒီယိုလေးကိုစောင်းအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့အာကိုကဒီ retinol နဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးရမလဲပြီးတော့ဘယ်လိုလူတွေမသုံးသင့်ဘူးပေါ့နော်အာသာချက်တွေအားနည်းချက်တွေအားလုံးကိုသိသွားမယ်ကိုကတကယ်လို့ retinol သုံးဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင် cyclic လေးနှိပ်ပြီးတော့သိမ်းထားလို့ရပါတယ်ပထမအဆုံး retinol သုံးမယ်ဆိုရင်သိရမှာကသူက serum step မှာသုံးရတဲ့ active ingredient တစ်ခုပါ သူ့မှာကကြတော့ percentage တွေရှိတယ်ပေါ့နော်0.1% 0.2% 2% 4%ဆိုပြီးတော့ percentage တွေကအဲ့လိုအများကြီးရှိတယ်ပေါ့နော်ကိုကစပြီး try မယ်ဆိုလို့ရှိရင် percentage များတာကနေစပြီးတော့မ try ရဘူး percentage နေတာလေးကနေစပြီးတော့ try ရမယ်အဲ့လိုမျိုးလေး try မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ save ဖြစ်တယ်ပေါ့နော်အနည်းဆုံး0.1 0.2ပေါ့နော်အဲ့ဒါလေးက beginner သမားတွေအတွက်ဆိုလို့ရှိရင်အရန်ကိုအဆင်ပြေတယ်အဲ့လိုမျိုးလေးသုံးရတယ်ပြီးရင်စသုံးတဲ့ခါမှလည်းသူကတခြားစီရံလေးလိုမျိုးနှေးတိုင်းစက်တိုက်ကြီးမသုံးရဘူးပေါ့နော်ရက်ချ ားလေးသုံးပြရပါတယ်အနည်းဆုံး2ရက်ချာပထမဒီတစ်ပတ်မှာဆို2ရက်ချာဆို2ရက်ချာသုံးနောက်တစ်ပတ်ကကြာမှာ1ရက်ချာဆို1ရက်ချာအဲ့လိုမျိုးလေးကိုယ့်ရဲ့ skin လေးကိုစောင့်ကြည့်ပြီးတော့သူကသုံးပြရတဲ့အရာမျိုးပါပြီးတော့ကိုကစိတ်ချကျင်တယ်ဆိုလို့ရှိရင်ပထမဆုံးစသုံးတဲ့အချိန်မှာ retinol မလိန်ခင်မှာ white ချာလေးခံလိမ့်မယ်ပြီးရင် retinol လေးသုံးမယ်ပြီးနောက်တစ်ခါ white ချာလေးနောက်တစ်ဆင့်ပြန်အုပ်မယ်ပေါ့နော်ဒါကတော့တော်ရုံတန်ရုံပေါ့နော်ဟိုအဲ့လိုမျိုးဟိုပိုပြီးစိတ်ဖြစ်အောင် သုံးကြတဲ့နီလန်းလေးတစ်ခုပါ အဲ့တော့အဲ့လိုမျိုးလေးလည်းသုံးလို့ရပြီ။ဒါကြတော့ reset ကအရန်ကိုတိတာတာမြန်တဲ့အတွက်မဖြစ်မနေလိမ့်ရမှာဆိုလို့ရှိရင်တော့ sun cream ပါ။ကိုက sun cream ကိုလိမ့်ကိုလိမ့်ရမယ်ပေါ့နော်။ sun cream မလိမ့်ခြင်းဘူး။ retinol ပဲသုံးခြင်းလည်းဆိုလုံးဝမရပါဘူး။ကို sun cream မသုံးဘူး။ကိုကဘယ်လိုပြောမလဲ။တချို့တွေကြတော့ရှိတယ်ကွာ။ငါ skin care လိမ့်မယ်ဒါပေမဲ့လို့ငါလှုပ်ချင်တာလှုပ်မယ်။ငါနေချင်တယ်လို့နေမယ်။ no လုံးဝမရအောင်နော်။သူက retinol သုံးမယ်ဆိုရင်လုံးဝစနစ်တကျပဲသွားမှရမယ်။ sun cream လိမ့်ကိုလိမ့်ရမယ်။ sun cream မလိမ့်ဘူးဆိုတာဖြစ်လေ။ retinol band ဆိုပြီးတော့နီလာအဲ့လိုမျိုးပေါ့။ retinol band ဖြစ်တာမျိုးတွေဖြစ် စ်တတ်တယ်အဲ့တော့အသားရေကကိုလိုချင်းတို့မရဘဲနဲ့ပိုဆိုးသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုရီးယားဒါအသုံးမယ်ဆိုလို့ရှိရင်စနစ်တကျပြော့ပြနေတာပေါ့နော်အဲ့တော့အဲ့ဒါလေးတစ်ချက်ကိုတော့ကိုကသတိထားရမယ်အဲ့တော့ဘလို့လူမျိုးတွေသုံးတင်လဲဆိုလို့ရှိရင်ချွေးပေါက်ကျဲတဲ့သူတွေဒီ smile line ရှိတဲ့သူတွေသူကအဲ့လိုအရာတွေကိုတမျိုးနဲ့အဆင်ပြေစေတယ်ပေါ့နော်အဓိကအသားရေတင်းရင်ကျင်တဲ့သူတွေအဲ့လိုလူမျိုးတွေအဓိကပါဝတ်ချံသမားတွေဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်ဝတ်ချံတွေဆိုလို့ရှိရင်လည်းသူကတတ်တာတယ်ပေါ့နော်အဲ့တော့ဝတ်ချံသမားတွေဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်သူ့ကိုတတိထားမယ်ချက်ကဘာလဲဆိုတော့ကိုစသုံးတဲ့အချိန်မှာ ပါစန်တွေများတာကြီးတွေကိုအရန်ကြီးအတင်ရဲပြီးတော့မသုံးဖို့ပေါ့နော်အဲ့ဒါလေးတစ်ချက်ကိုအရေးကြီးပါတယ်နောက်တစ်ခုကဘလို့လူမျိုးတွေမသုံးရဘူးလဲဆိုတော့ကိုဝင်စားမိခင်နေ no time မိခင်နေနဲ့ဒီအသားရေမကောင်းတဲ့သူမျိုးတွေကိုယ့်ရဲ့ skin က skin barrier ပျက်စီးနေတဲ့သူတွေပေါ့နော်အဲ့လိုလူမျိုးတွေလုံးဝသုံးလို့မရပါဘူး retinol သုံးမယ်ဆိုလို့ရှိရင်ကိုယ့်အသားရေကကျန်းမာနေဖို့လိုအပ်ပါတယ်ကိုယ့်အသားရေကကျန်းမာနေမှာကောင်းနေမှာ retinol ကိုသုံးလို့ရပါမယ်နော် ဒါဆိုလို့ရှိရင် routine တော့သုံးမဲ့သူတွေအနေနဲ့ဆိုဒီ video လေးကိုကိုကနားထောင်တာမယ်ဆိုရင်ကိုအတွက်အကျန်းကိုအသုံးဝင်ပါတယ်။အဲ့တော့ကိုက6ခလုံးလေးနှိပ်ပြီးတော့တိမ့်ထားလို့ရပါတယ်။ကိုလိုတဲ့အခါမှာပြန်ပြီးတော့ကြည့်ပါ။ဒါဆိုလို့ရှိရင်အများကြီးကိုထောက်ကူဖြစ်ပါတယ်နော်။ video လေးကတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။ပါရတော့နေလေးဖြစ်ပါစေ။ video လေးကိုစုံလှိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက် video မှာပြန်ဆုံမယ်နော်။တတား